ူးဆက်တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါအဲ့လွယ်လွယ်လေးရဲ့နောက်ွယ်မှာလူတယောက်ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ကျမ်းမာရင်းနဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးမိမဲ့တိုင်ပင်မှုရရနိုင်တယ်ဆိုတာတင်သိလားကျမတာတာစိတ်မှာစိတ်လို့ရှူရှိုက်နေရတဲ့လေလူကတနေ့တခြားပုံမှုညဉ့်ညမ်းလာတာကြောင့်ဒါတွေဟာလူကျမ်းမာရေးပေါ်မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတဲ့အကြောင်းလေးတို့ညွှန်ပေးသားမှာပဲဖြစ်ပါတယ်လေလူညဉ့်ညမ်းတယ်လို့ဘယ်ခါမှခေါ်လဲဆိုရင်လူတွေထဲမှာပါဝင်တဲ့ debt တွေဟာတမျိုးနှမျိုးတက်ပိုများလာတဲ့ခါကျရင်ညဉ့်ညမ်းပြီလို့ဆိုရတယ်။အဓိကစိုးရင်ရတဲ့ debt တွေကတော့ carbon monoxide debt, ozone debt, ပြီးတော့ server တိုင်း outside nitrogen တိုင်း outside ဒါတွေကစိုးရင်ရတဲ့ဓာတ်တွေပေါ့ပို့ပြီးတော့စိုးရင်ရတဲ့ဓာတ်တွေပေါ့ဒီဓာတ်တွေကလူရဲ့ခန္ဓာကိုယ်တစ်ကိုယ်လုံးခေါင်းစာအခြေဆုံးမှုမှာတက်ရောက်မှုရှိတယ်သူတပြည့်အမုံလေးတွေကတော့အရင်သေးတာကိုအရင်သေးတော့ဘာဖြစ်လဲဆိုရှူရှိုက်လိုက်တဲ့အခါအစုံထဲကနေပြီးတော့တွေးတဲ့အထိရောက်သွားပြီးတော့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုပြန့်နှံ့သွားတာခန္ဓာကိုယ်ထဲမှာတွေးတဲ့ကနေတစ်စင်တစ်ကိုယ်လုံးရောက်သွားတဲ့အခါရောင်ရမ်းဓာတ်တွေများလာတယ် ကိုခံဟာအင်းညူးနေကြတာလေကိုအင်းညူးနေကြလာပဲဖြစ်တယ်မကြခဏနေတိုင်းမကောင်းဖြစ်လို့လေယောဂါတွေဝင်လေတယ်เนาะအဲ့လိုတွေဖြစ်လာတယ်ပြီးခါကျမြူတန်ဂျန်နစီလို့ခေါ်တာပေါ့ခန္ဓာကိုယ်ဆဲစ်လေးတွေမျိုးပိစာလေးတွေထွန်းလာတယ်ကောင်းသောထွန်းခြင်းမဟုတ်အဲ့အနေကင်ဆာဖြစ်နိုင်ခြင်းတွေအများကြီးတက်တယ်ဘာကင်ဆာမဆိုဖြစ်နိုင်ခြင်းပိုများတယ်မျိုးပိစာထွန်းသွားလို့ပေါ့အဓိကကတော့ဒီအဆုတ်လန်းပေါ့အသက်ရှူလန်းချောင်းအောင်ဝင်နေပြတယ်အဆုတ်ကအဓိကထိခိုက်တာ နှုတ်ကိုပန်းနိုင်ရင်ချက်ရှိရသူတွေဆိုရင်အခုနောက်ပိုင်းမှာပိုပြီးဆိုးလာတယ်မယ် asthma attack ဖြစ်တာပိုဆိုးလာလိုက်မယ် COPD လို့ခေါ်တာပေါ့ chronic obstructive pulmonary disease ပေါ့သူကလေပြုံပေါ့လေပြုံကျင်းတာအဲ့ယောဂါတွေမှာရှိရသူတွေပိုဆိုးလာလိုက်မယ်နှုတ်ကဆဲလေးတောက်တဲ့သူတွေဆိုရင်လေလို့ညဉ့်ညမ်းတာနဲ့ကြုံရင်ပိုပြီးတော့လေပြုံရောင်တာတွေပိုဆိုးလာနိုင်တယ် pneumonia တွေပိုဆိုးလာနိုင်တယ်အထူးသဖြင့် D dan ကိုဘယ်သူတွေခံရလဲဆိုကလင်းငယ်လေးတွေရဲ့တက်ကြီးရွယ်ဦးတွေပြီးတော့ကိုဝင်းဆောင်အမျိုးသမီးတွေပိုပြီးတော့ ဒါကိုကြုံတွေ့ရတယ်ပြီးရင်နှလုံးသားကြောင့်နှလုံးမကောင်းတာဗောနော်နှလုံးကျန်းမာရေးတွေစိုးဝါဖြစ်လာနိုင်တယ်ဘလောက်ထိစိုးလဲဆိုတော့ तू ကကွန်ဝင်ဆောင်မျိုးသမီးတွေမှာဆိုပေါင်မပြည့်လမစိပဲကလေးမွေးတာတွေဖြစ်လာနိုင်တယ်မွေးလာတဲ့ကလေးလေးတွေကလည်းအရွယ်စားတိတိလေးတွေအဲ့လိုမျိုးလေးဖြစ်လာနိုင်တယ်တချို့ဆိုရင်ကွန်ဝင်ပြတ်ကြမလို့ထိတောင်ထိခိုက်မှုတွေရှိလာနိုင်တယ်အဲတချို့ကလေးလေးတွေမှာဆိုရင်ဒီလေတို့ညဉ့်ညံ့တဲ့ကာလမှာမွေးဖွားလာတဲ့ကလေးလေးတွေကဘာဖြစ်နိုင်လဲဆိုရင်ကလေးငယ်ရဲ့မှာ စီချိုယောဂဖြစ်နိုင်ခြေတွေမြင့်တက်လာနိုင်ပြီးတော့ကလေးငယ်အုံနောက်နဲ့အာယုံကြောင့်ဖွံ့ဖြိုးမှုမှာဒါတက်ရောက်မှုတွေအများကြီးရှိတယ်လို့ဆိုရမယ်။ဒါကြောင့်မလို့လေတို့ညဉ့်ဉန်းတာပေါ့ပေါ့တဲတဲတွတ်ဆာလို့မရပါဘူး။နှလုံးကျန်းမာရေးပေါ်မှာအုံနောက်ကျန်းမာရေးပေါ်မှာအဆုတ်လန်းချောင်းပေါ်မှာရောပြည့်ရခါကျရင်ကလေးငယ်နဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပေါ်မှာပါအများကြီးတက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာကိုကအာဒီလေတို့ညဉ့်ဉန်းတဲ့ဒဏ်တွေကိုခံရတက်တာမှုဆိုတော့ဘာလို့မလဲ။ တတ်နိုင်တယ်မြလူဆက်မှုတွေကားတွေအရင်များတဲ့နေရာတွေမသွားနိုင်မဖြစ်မနေသွားမယ်ဆိုလဲမတ်စလေးတက်သွားပြီးရင်လေဝင်တွေထွက်ကောင်းတဲ့နေရာလေးတွေမှာနေကိုယ့်အိမ်မှာလေဝင်တွေထွက်ကောင်းမှုတွေထားထားပြီးပြီးရင်မလိုအပ်ပဲနဲ့ပေါ့နော်ဟိုမော်တော်ကားတွေရင်းနေသုံးတာဘူးပေါ့ short ချဖို့ပေါ့ဒါတော့ WHO ကတတ်မှတ်ထားတာပါတနေ့ရောက်သွားမယ်ဆိုရင်တယောက်ကားတစ်စီးစီသွားမယ်အစား3-4ယောက်စုပြီးတော့တစ်စီးတည်းသွားတာမျိုး public transportation ကိုပို့ပြီးတော့မိခိုတာမျိုးလုပ်ဖို့တော့အကြံပေးပါတယ်ပြီးရင်တော့အပြင်ကပြန်လာပြီဆိုရင်လက်တွေပါတွေကိုတတိချာရင်းနဲ့ဆက်ပြန်နေဆေးဖို့လေဘာလို့ဆိုတော့ဒီဖုန်နေအမုံတွေကလေတုထဲမှာကိုယ်ကင်လိုက်တဲ့ပစ္စည်းတွေမှာရှိ ှိနေနိုင်တာဖြစ်တဲ့အတွက်ဒါတို့မျက်စိတွေပုတ်မိမယ်မျက်နှာတွေပုတ်မိရယ်ဆိုရင်ဒီ chemical တွေကခန္ဓာကိုယ်မှာထိတွေ့မှုရှိနိုင်တဲ့အတွက်ဒါတွေလည်းသတိပြုစင်ကြရမှာပဲဖြစ်ပါတယ်တကယ်လို့များကိုကိုယ်တိုင်မှာဖြစ်စေကုမိသားစုထဲမှာပဲဖြစ်စေလေရုညဉ့်ညမ်းလို့နေထိုင်မကောင်းဖြစ်တယ်လို့တန်နေရရှိရင်ဖြစ်စေဒါမှမဟုတ်အဆုံနဲ့လေးလေးတက်ရှူလန်းချောင်းမှာယောဂတခုခုဖြစ်နေတယ်လို့တန်နေရရှိရင်ဖြစ်စေဆရာဝန်နေနဲ့အခမဲ့ဆွေးနွေးမိမဲ့တိုင်မျိုးအတွက်ဖုန်းနံပါတ်ကိုရှိရှိကိုကနန်းလေးလုံးကိုအတန်စင့်ကက်နဲ့ဖုန်းမိတဲ့ဗျာတစ်ချက်မှမကုန်မဲ့အခုပဲဖုန်းဆက်လိုက်ပါ